အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဘင်ဆီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးအတွက်3ရက်10လ2025ကနေ9ရက်10လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်ဆောင်ကံကြမ္မာဟောင်းကိုကဏ္ဍတစ်ခုစီလိုက်ကျွန်တော်တို့အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီဘက်ကလာမှာကျွန်တော်မိတ်ဆွေစနေသားသမီးတွေပေါ့လေဘလိုကဏ္ဍလေးတွေကြုံတွေ့ရတတ်လဲဆိုတော့အဲပထမဆုံးကျွန်တော်စနေသားသမီးတွေနဲ့ပတ်သက်ပြီးတော့ကျမကြီးလေးကိုအရင်ဆုံးမှာခြင်းနဲ့ အဲ့တော့ကျမအိမ်မှာစနေသားသမီးတွေဒီကလာမှာဘလို့ယောဂလေးတွေဖြစ်တယ်လဲဆိုလို့ရှိရင် အသက်ရွယ်ကြီးနေတဲ့သူတွေဆိုရင်တစ်ချက်လေးသတိထားစေချင်တာကလေဖြစ်တဲ့ကိန်းလေးရှိတဲ့အတွက်အထူးသတိထားပဲလေနဲ့အဲပတ်သက်တာအထကအသက်ရွယ်ကြီးနေတာငယ်တာနဲ့မဆိုင်ပါဘူးအသက်ကြီးတဲ့သူကတော့လေဖြတ်ဖို့ပုံပြီးရာခိုင်နှုန်းများမှာပေါ့လေနော်ပြီးတော့ငယ်တဲ့သူတွေဆိုလို့ရှိရင်လည်းသူကလေထိုးလျောက်လေးတွေမကြမ်းမကြမ်းဖြစ်တဲ့လေနဲ့ပတ်သက်တဲ့ယောဂလေးတွေဒုက္ခပေးတဲ့ကိန်းရှိတယ်အဲ့တော့တချို့တွေကျတော့လေဖြစ်ပြီးတော့ တချို့ကကြတော့ဝမ်ပြဝမ်ရှော့တာတို့အထက်လန်အောက်ရှော့ဖြစ်တာတို့ဝမ်ဘိုက်တို့လက်တို့လေဘင်းတို့အဲဒါတွေနဲ့ပတ်သက်တဲ့ယောဂတွေအဲ့ဒီမှာအဲ့ဒီကျွန်တော်ခေါ်ရတဲ့နေရာတွေမှာထိခိုက်မှုတွေဖြစ်စေအလုံးကျိတ်ပေါ်တော်မျိုးလေးတွေဖြစ်စေအဲကြုံရတဲ့ကိန်းတွေရှိတဲ့အတွက်အထူးသတိထားပေးပါစနေသားသမီးတွေနောက်တစ်ခုထူးထူးခြားခြားလေးကျွန်တော်တို့ခုမှသိရရှိတယ်အဲ့စနေသားသမီးတွေထပ်ပြီးတော့ပြောချင်တာကဘုဒ္ဓကုဏန်လေးတွေခိုက်တယ်လို့ခေါ်တယ်ဗျခုနကလေတို့ဒီလေဘင်းတို့လက်တို့ဝမ်ဘိုက်တို့ဆိုတာကလည်းဘုဒ္ဓကုဏန်နဲ့ပတ်သက်တဲ့နေရာတွေပေါ့နော် ယောဂဖြစ်မဲ့ဆိုတော့သူကအဲ့နေရာတွေကိုအဓိကထားပြီးသွားဖြစ်တာတွေ့ရတယ်ပြီးတော့အဲ့ဘုဒ္ဓကုဏခိုက်ပြီးဆိုရင်သူကဘာဖြစ်တယ်လဲဆိုတော့ကျမ်းမာရေးရှုတော်ဘက်ကနေပြောင်းပြောမယ်ဆိုရင်သွားလာလှုပ်ရှားတဲ့အခါမှာရေလန်းခီးအန္တရာယ်တွေရှိတဲ့အတွက်အထူးသတိထားပေးမယ်တခြားကကြတော့ရေနဲ့ပတ်သက်ပြီးထိခိုက်နေတာဆုပ်ချုံသွားတာရေကြီးတာတွေနော်အဲရေတက်လာတာလို့ဖြစ်စေကိုယ့်ရဲ့အိုးအိမ်နေရာတိုက်တန်းအဲတိုက်ခန်းစသည်အဖြစ်ပေါ့လေအလောက်ကန်နေဖြစ်စေထိခိုက်ပျက်စီးဆုပ်ချုံသွားတာမျိုးတွေဖြစ်တဲ့အတွက် အထူးအသရိထားရေလန်းခီးလုံးဝသွားလို့မရဘူးဆိုတာလေးမှားကျင်တယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ခရီးဆိုင်ပြမယ်အဲနောက်နောက်တစ်ခုဆက်ပြောချင်တာကငွေကြေးစီးပွားလက်လာမနဲ့ပတ်သက်တဲ့ကိစ္စပေါ့စနေသားသမီးတွေဒီကလာမှာငွေကြေးစီးပွားလက်လာပါလေဒီကအတော်လေးအားကောင်းတယ်ဗျအလုပ်လုပ်တဲ့အခါမှာတယောက်ထဲလုပ်တဲ့အလုပ်ထက်စာရင်စုပေါင်းဆက်ပေါင်းလုပ်တဲ့ကိစ္စတွေဆက်လူရှယ်ယာလုပ်ငန်းတွေကပို့ပြီးအကျိုးပေးတာလေးတွေတွေ့ရတယ်အထူးသဖြင့်အဲစနေသားသမီးတွေပေါ့လေအဲဒီကလာမှာငွေကြေးနဲ့ပတ်သက်လို့ရှိရင်ကိုကအဆင်မပြေဘူးခက်ခဲနေတယ်ဆိုခဲ့ရင်တော့မှ ကို့အကူအညီစောက်ရှောက်မဲ့သူတွေနော်အငွေအရင်နှီးထုတ်ပေးမဲ့သူတွေနဲ့စုံစည်းရတတ်တဲ့ကိန်းလေးတွေရှိတယ်။မိကောင်းဆွေကောင်းဆရာကောင်းတမကောင်းတွေနဲ့စုံစည်းရတတ်တဲ့အများဖြစ်တော့လေမိဆွေတွေဖြစ်စေဆရာသမားတွေရဖြစ်စေအသက်ရွယ်ချင်းနဲ့အမျိုးသမီးတွေရောကို့တက်ကြီးတဲ့အမျိုးသမီးတွေစီမှာအကူအညီတောင်းရင်ရတယ်ဆိုတဲ့အနေအထားဖြစ်တယ်ဗျာနော်။တချို့အစောက်ရှောက်ရှိတဲ့ဆိုရင်တော့မှအမျိုးသမီးစောက်ရှောက်တာလေးတွေပိုများတတ်တဲ့သဘာဝရှိတဲ့အတွက်နော်။အဲအဲ့ဒါလေးဂယုတစ်ချက်စိုက်ပေါ်နေနော်။တော့ကောင်းပါလေဗျာနော်။ပြီးတော့ဘန်သာရေးရှုတော့ကကြည့်မယ်ဆိုလဲစနေသားသမီးတွေဒီကလာမှာဖျားဘူးခီးသွားတာမျိုးတွေဖြစ်တယ်တဲ့။ တချို့ကကျတော့မစုံလာကြဘူးဖြစ်တဲ့တာသမီတွေအဲတပည့်သားချင်းတွေပေါ့နော်အောက်လက်ငယ်သားတွေကိုစီကိုလာရောက်လေပတ်တာတွေကိုကိုလာပြီးကရောတာမျိုးတွေအစကြုံရတာကိုကအဲ့ကိုသွားပြီးတော့ကရောရတာမျိုးတွေအစကြုံရတာမျိုးတွေဖြစ်တတ်တယ်အဲမစုံလာကြဘူးဖြစ်တဲ့မိတ်ဆွေအရင်းခါတွေပြန်ပြီးစုံသီးရတတ်တယ်သမီးဘာနဲ့တာသမီးပြန်ဆောင်ရတာเนาะဆရာသမားနဲ့အဲတပည့်နဲ့ပြန်ဆောင်ရတာမျိုးတွေဖြစ်တတ်တယ်။ဝန်တော်ဘုကောင်တွေတခုထည့်ပြီးပြောအောင်မယ်။ခုနကလိုပေါ့ကိုချစ်သူအဲအကြီးသားဟောင်းတို့အိမ်တော်ဟောင်းတို့ကိုအခုချိန်ကြီးစိတ်ကမပြတ်ပဲနဲ့ မျောလင်းနေတဲ့ဆိုတဲ့သူတွေဒီကာလမှာမျောလင်းလို့ရတဲ့အနေအထားလေးတွေဖြစ်မဲ့ရီတာဟောင်းရဲ့ပြန်ပြီးကန်လန်းပြီးတော့ပြန်ပြီးပတ်သက်ဖို့လိုင်းအောင်ပြောဆိုတာတွေဖြစ်စေအိမ်တော်မဟောင်းကလာပြီးပြန်ကန်လန်းတာတွေအစကျောင်းထဲတဲ့ဂိမ်းတွေရှိပါတယ်ရှိတော့လွတ်လွတ်လပ်လပ်စောက်ဆိုင်နေတဲ့သူတွေရှိလို့လိုင်းတော့လက်ခံတာကိစ္စမရှိဘူးဗောလေအဲ့ဒီမှာသူထားဝါတဲ့အချိန်မှာကိုကသူ့တော့မပြတ်နိုင်ဘူးသူ့တော့လည်းထားဝါပြီးအဆင်မပြေလို့အကြောင်းကြောင့်ကွဲသွားတယ်လက်ရှိမှာထပ်ပြီးပတ်သက်နေတဲ့သူရှိတယ်ရှိတဲ့ခါမှာခုနကအဟောင်းအားနဲ့လာတယ်အဟောင်းအားနဲ့အရင်ကတောင်းတဲ့ရှိပြီးသားမျောလင်းပြီးသားဖြစ်တော့ဒီဘက်မှာလည်းပိုင်ရှင်ရှိနေတာဆိုတော့အဲ့မှာနေမဲ့ရှုပ်ရက်ခတ်ပြီးတော့ ပြဿနာတွေတော်တော်လေးရှုပ်တတ်တယ်အဲ့လိုမဖြစ်အောင်တော့နေရလိမ့်မယ်နော်ပြပြသားဆုံးပြည့်ချပြီးတော့တက်စာရှိရှိနေကြပါဘယ်တော့မှပဲနေနေအဲ့လိုမနေဘူးဆိုရင်တော့အဲဝင်လာတဲ့ကောင်းတဲ့ကံလေးတွေကမကောင်းတော့ဘဲနဲ့ကိုယ်လှုပ်ရအမား unit တွေကြောင့်ပြဿနာတွေဖြစ်တဲ့ဒီချက်တွေဆိုရင်အိမ်တော်ကြီးပြိုကွဲလာတဲ့အစာဖြစ်တဲ့ကိန်းလေးတွေရှိတော့သတိတစ်ချက်လေးထားပေးမယ်အနောက်ခုထပ်မှကျင်တယ်အဲ့ဒါပါလဲဆိုတော့စနေတန်းသမီးတွေပညာရေးနဲ့ပတ်သက်ပြီးအမရန်အားကောင်းတဲ့ရတ္တဗရကလာတွေမှာပါတယ်နော်စောင်းမွက်ဖြစ်တာဝီသတင်းစကားစောင့်နေရတဲ့သူတွေဆိုရင်ဒီကလာမှာ အောင်နေဆိုတဲ့သတင်းစကားကြုံရကြားရတဲ့ဂိမ်းထဲမှာပါတော့ဝမ်းသာဖို့ကောင်းတာပေါ့နော်တင်တဲ့အစ်စ်တွေထတ်တက်ကြတာတွေဆရာသမားအစ်စ်တွေနဲ့စုံသီးရတာကောင်းတဲ့အနေထားမှာပဲရှိတယ်ဘဝတူကုံတူစုတဲ့တွေရရှိပိုင်ဆိုင်မယ်ရာတူတော့ရဲရာတူတို့ဖြစ်ရတဲ့သူတွေဆိုဒီကလာမှာရာတူတို့တဲ့ဂိမ်းရှိတယ်အဲ့တော့ဘာမှစိတ်ပူတရားမလို့အဲ့တော့လာလှုပ်ရှားတဲ့ခါတော့တစ်ချက်တတိတာတဘာဘေးအန်ရီတွေရောက်ဖြစ်စေနိုင်ငံရေးအနေထားတွေမငြိမ်သက်လို့စစ်မှတ်ရေးရတွေကြောင့်မင်းစုရတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကြောင့်နေထိုင်ကိုကအဖမ်းဆီးခံလိုက်ရတာအစစ်အမင်းများခံလိုက်ရတာ ဒါမျိုးတွေအစားဖြစ်ရတယ်တချို့ကတော့ကိုယ်တိုင်ကတော့တိုင်းအိမ်မဖြစ်ဘူးတဲ့ကိုယ့်ရဲ့တာသမီတို့ချစ်သူရီးသားတို့အိမ်တော်ဘတ်တို့ညီကောင်မောင်နှမတို့တို့ကနေအဖမ်းစီးချုံအောင်ခံရတဲ့ဟိုပေါ်ရာဆိုးရာတွေဖြစ်စေစသည်အဖြစ်ပေါ့ဗျာအဲအကြောင်းကြောင်းကြောင်းဖြစ်စေတချို့ကကြတော့ပြည်ပရောက်ပြီးတော့ပြည်ပမှာနေတယ်နေတဲ့ဟာတွေကတရားမဝင်နေထိုင်ရတဲ့သူတွေဆိုရင်ဒီကာလမှာ အဖမ်းစီးအချုံအောင်ခံရတဲ့ကိန်းကြီးရှိတယ်နော်အဲ့မင်းဆိုးရာတွေနဲ့ပတ်သက်တဲ့ကိစ္စတခုညှိတတယ်အထူးသတိထားရှောင်ရှားပါနော် အဲ့တော့စနေသားသမီးတွေဒီကနေ့မှပတ်သက်တဲ့အခါမှာသွားလာလှုပ်ရှားတဲ့အခါမှာဘာပဲလှုပ်လှုပ်ကြာတာပြည်သားသမီးတွေစီမှာအကြံဉာဏ်အကူအညီတွေယူပါဗျာနော်အဲ့ဒီကနေ့မှာဗုဒ္ဓကူသားသမီးတောက်ကြသားသမီးစိတ်တော်ကလေးတွေပြည်တဲ့တော့ပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်အထူးသတိထားပေးနော်သူတို့ကကိုယ့်ကိုကောင်းကောင်းကြီးတောက်ကပေးမယ်ပြီးရင်အဝေးရသူတွေမပေးဘူးအနည်းဆုံးသူတွေပေးလိမ့်မယ်အဲ့တော့အအောင်တော်ဘာလား3ရက်5ရက်6ရက်9ရက်အဲ့ရက်တွေကတော့အမရန်ကန်ကောင်းတယ်တံမွေးကြီးတဲ့ဆက်ပစ္စည်းတွေဝင်တာအိမ်တို့ခြံတို့ကားတို့ညီတို့အမွေနဲ့ရလာတို့အဲ့ကလာမှာ စုပ်ကြီးလက်ကြီးဝင်ရတဲ့ဂိမ်းရှိတယ်။ဟိုပတ်စံတွေပါလေဝင်ဝင်မဟုတ်ဘဲနဲ့မိမတွေပါလေရတာ၊ယောက်ျားလေးပါလေရတာအိမ်တော်ပြုတ်ရတယ်ဆိုတော့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့မင်္ဂလာကိစ္စတွေပါစီစဉ်ဆောင်ရရတဲ့ဂိမ်းတွေရှိတယ်။ငွေကြေးကိစ္စစကားပြောဆိုလို့အောင်မြင်တယ်။အရက်တပါသွားရတဲ့ဂိမ်း၊နောင်ကြားပြပထွက်ရတဲ့ဂိမ်းတွေအဲ့ကလာမှကောင်းတယ်။အရင်တော့ကမြုပ်နှံကားရတဲ့ဟာတွေဆိုဒီကလာမှအဲ့လုပ်ငန်းတွေကဥမော့ပြီးအစဉ်ပြေပြေနဲ့ကောင်းကျိုးချမ်းသာလေးတွေရရှိပိုင်ဆိုင်လိမ့်မယ်။အဲမြုပ်နှံလာတဲ့ငွေကြေးတွေနော်။အဲရင်းနှီးထားတဲ့ဟာလေးတွေဒီကလာမှပြန်ပြီးတော့လက်တွေ့ကြကြအစဉ်ပြေပြေနဲ့ ြန်လည်းတွူဖော်သင်းတဲ့အချိန်ရောက်ပြီအလုပ်တစ်ခုစတင်အကောင့်ထဲပေါ်ရတဲ့အနေအထားတွေအစားကြုံရလိမ့်မယ်နော်ဆိုတော့တခုလုံးမဲ့ကြိုင်မယ်ဆိုရင်ကြာတာပြီသာသမီတွေနဲ့တိုင်ပင်ပြီးတော့လုပ်ဖြစ်အောင်လုပ်ပေးပါအဆင်ပြေတယ်အော်တိုဘာ၄ရက်၇ရက်၈ရက်အဲ့မှာတော့အညံ့အခိုက်လေးတွေရှိတယ်အထူးသဖြင့်အတူတူနေတဲ့အတွင်းအုပ်စုလေးတွေစိတ်သဘောထားမတိုက်ဆိုင်စိတ်ဝမ်းကွဲတာလေးတွေဖြစ်တတ်တယ်မိဘနဲ့သာသမီသဘောထားမတိုက်ဆိုင်ဘူးငါသာသမီနဲ့အဲခုနကမိဘနဲ့အဲစိတ်ဝမ်းလေးတွေကွဲတယ်ပြောသကားဆိုသကားနားမထောင်တာညီကောင်မောင်နှမအချင်းချင်းမျက်တချင်းဆိုင်တဲ့ရံဖြစ်တာ အမှုကင်းတွေဖြစ်တာအဲ့လောက်ထိပါလာတတ်တဲ့ကိန်းတွေရှိတယ်။တချို့ကကြတော့အလုတ်ရှင်နဲ့အလုတ်သမားဒီအတွင်းအုပ်စုအချင်းချင်းပေါ့လေလှုပ်ဖို့ကိန်းပဲအချင်းချင်းသဘောထားမတိုက်ဆိုင်တယောက်စားတယောက်နာမလို့ဝိုင်းဝန်းတိုက်ခိုက်တဲ့အနေအထားတွေအစားကြုံလာတတ်တဲ့ကိန်းရှိတဲ့အတွက်အထူးသတိထားပေးပါနော်။အဲရွှေရပစ္စည်းလေးတွေပါလေးတွေပျောက်တာရှာတာလေးတွေဖြစ်တဲ့ရင်းနှီးတဲ့သူလေးတွေရဲ့ခိုးယူခြင်းခံရတဲ့ကိန်းရှိတယ်။အဲ့တော့ဒီကလာမှာကန်ရီးယားရဲ့ထောက်ပံ့မှုအပြေအဝရအောင်ပေါ့လေအပြာရောင်အဆက်ရောင်နှုတ်နှစ်ရောင်ပွားရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးရမယ်။ဒါအပြင်တစ္ဆေမန်ရောင်စုံမေမြုပ်ပန်း ကရမပန်းဇပယ်ပန်းတို့ကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖះမှာဖះပန်းကတ်တာပဲဖြစ်စေနေအဲ့ကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုတ်လို့သုံးဆွဲပေးပါအဲ့တော့ကြောင်ရတဲ့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ပေါ့လေရရလေးခြေကြရအောင်အဲ့တော့ရရနေနဲ့ဘာလုပ်ကြမလဲတဲ့အဲညံ့တဲ့အညံ့လေးတွေกินဝါဖို့အတွက်ပေါ့လေပထမဆုံးလုပ်စေချင်တာကစနေသားသမီးတွေအနေနဲ့စနေနေ့ညနေပိုင်းမှာထညခဲဆက်တခဲကိုစက်ကူလေးနဲ့ထုတ်ပြီးတော့လမ်းပြခွေးလေးတွေကိုပြည့်ကျွေးပြီးကြောင်ရတဲ့အညံ့လေးတွေပြအောင်ဆူတောင်းပြအောင်ဆူတောင်းမယ် ်ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်အဲဘာလို့ကမလဲပေါ့နော်အဲ့တော့ရဟန်းတန်ရတော်တွေလည်းရတယ်သူမဟုတ်မိမိရဲ့မိဘတို့ဟာဒီဆရာသမားတွေပေါ့နော်အဲအဲ့ဒါတွေနဲ့ပတ်သက်လို့ရှိရင်အကြာသာပရိနာနဲ့ပတ်သက်တဲ့ပစ္စည်းလေးတွေနဲ့ဒါနပြုကြော့ပေးစေခြင်းနဲ့နော်အကြာသာပရိနာဆိုရင်ဘာပဲဖြစ်ဖြစ်ရပါတယ်ဗျာနော်အဲအဲ့ဒါလေးနဲ့ဒါနပြုတော့ပြအောင်ကြော့ပေးပြီးတော့မိမိတို့အလိုရှိရဆန္ဒလေးဆန္ဒပြုစုတော်ခြင်းအဖြစ်အလိုရှိရဆန္ဒလေးတွေအေကံမုတ်ချပြေဝသွားပါလိမ့်မယ် စနေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးဇူးများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်